ယေရှုဖျားပြင်ဆင်ပေးတဲ့သူ့ရဲ့အိမ်ကလည်းပြီးသွားပြီဖြစ်ပါတယ်။ဒီလောကကြီးမှာသူနေတဲ့နေရာဒီလောကကြီးမှာ ကျမတို့အားလုံးနေတဲ့ဟာယာယီတဲပဲဖြစ်ပါတယ်။ကျမတို့အားလုံးဒီလောကဧည့်သည်ပဲဖြစ်ပါတယ်။မန်းအောင်ကြီးလောကဧည့်သည်ဒီနေရာမှာနေချင်းတည်သူ့ရဲ့ယာယီခဏတာ နေပြီးတော့မှကောင်းကင်ဘုံမှာလှုပ်လက်ဖြင့်မလှုပ်ပဲ ဖျားသခင်ဖန်ဆင်းတဲ့နေဆထာဝရအိမ်တော်တည်မြဲတဲ့နေအိမ်ကိုတွားပြီးဖြစ်တယ်ဆိုတာကိုကျမတို့အပြည့်ရရှိပါတယ်အသက်တာအဟောင်းကနေပြီးတော့မှအသက်တာအသက်ကိုပြောင်းရွှေ့နေပြီဖြစ်တယ်ဆိုတာကိုလည်းကျမတို့အပြည့်ရပါတယ်ကျမတို့အားလုံးလည်းဒီလမ်းကိုကျမတို့တွားရမှာဖြစ်တယ်ဒီအရာကိုကျမတို့ကြုံတွေ့ရမှာဖြစ်တယ်ဒီအရာကိုမကြုံတွေ့ဘဲနဲ့ ကျွန်မတို့ဖယားရှင်စီကိုရောက်သွားနိုင်မှာမဟုတ်ပါဘူးကျွန်မတို့အားလုံးဒီဒီယာယီတဲကိုကျွန်မတို့စွန့်ခွာသွားပြီးတော့မှတနည်းသွားရမှာဖြစ်တယ်ကျွန်မတို့အချိန်ကာလဟာဖယားရှင်လက်ထက်မှာရှိပြီးတော့မှတစ်ချိန်မှာတော့ကျွန်မတို့ပြန်ပြီးတော့တွေ့ဆုံရမှာဖြစ်တယ်ဒါဟာအဖြေပဲဖြစ်တယ်ဆိုတာကိုကျွန်မတို့တွေ့ရပါတယ်ဒီကနေ့တော့ကျွန်မအချက်၃ချက်နဲ့ကျွန်မတို့ခွန်အားယူကြရအောင်ဖြစ်ပါတယ် ဒီအချက်၃ချက်ကတော့ကျမနားထဲမှာကြားနေရတဲ့ကြွေးကြော်တာဂတိပေးစကားနော်ကျမတို့ရဲ့ခွန်ခံချက်တွေဖြစ်ပါလေပထမကြွေးကြော်တန်ကတော့ဘာလဲဆိုရင်မအောင်ကြီးရဲ့ကြွေးကြော်တန်လိုပဲဖြစ်ပါတယ်ဘာလဲဆိုရင်ရှင်ပေါ်လူကြီးကကောရင်တူအဝါဒါစာပထမဆောင်အခန်းကြီး55ငွေ55မှာကြွေးကြော်တယ်လေယနေ့မအောင်ကြီးကကြွေးကြော်နေတာဖြစ်ပါတယ်အိုးတင်မင်းတိတ်လက်နဲ့က အပေမှာရှိသည်။အိုးမရဏနိုင်ငံတင်ရဲ့အောင်မြင်ခြင်းကဘယ်မှာရှိသလဲလို့မန်းအောင်ကြီးဒီနေ့ကြွေးကြော်ပြီးတော့ကျမတို့ကိုအပြေပေးနေတာဖြစ်ပါတယ်။ကျမတို့ဒီချမ်းစာကိုဆက်ဖတ်မယ်ဆိုရင်တော့တင်မင်းတင်ရဲ့လက်နက်ကအဘယ်မှာရှိသနည်းအဲ့တော့တင်မင်းတင်မင်းရဲ့လက်နက်ကစမ်းစာမှာပဲပြောထားပါတယ်။အပြေဒုစရိုက်ပဲဖြစ်ပါတယ်။ သင်မင်းရဲ့လက်နက်ကအပြစ်ဒုစရိုက်ပဲဖြစ်ပါလေမရဏနိုင်ငံရဲ့အောင်ချင်းကရောပါလေမရဏနိုင်ငံရဲ့အောင်ချင်းကတော့သေခြင်းပဲဖြစ်တယ်ဆိုတာကိုတမချန်းစာကဟောပြထားပါတယ်ကျမတို့ကဘာဦးချန်းကိုကြည့်မယ်ဆိုရင်ကဘာဦးလူသားနှစ်ဦးဖယားရှင်က ကောင်းမကောင်းသိကြွရအပင်ကို မစားပါနဲ့စားတဲ့နေ့မှာသေရမှာဖြစ်တယ်လို့ တည်တည်ချာချာပြောပြထားပါတယ်။တေချာပြင်ကြထားတာကိုတွေ့ရပါတယ်။သို့တော်လည်းဒီလူသားနှုတ်ကဒီပြင်ပြထားချက်ဒီဖရာရဲ့စကားကိုမနာခံခြင်းအားဖြင့်ဖရာရဲ့စကားကိုချိုးဖောက်ခြင်းအားဖြင့်အပြစ်ဒုစရိုက်သေမင်းရဲ့လက်နဲ့ဖြစ်သွားရတာကိုကျမတို့တွေ့ရပါတယ်။အဲ့တော့သေမင်းလို့ပြောတဲ့အခါမှာ ဒီလူသားလူဟုကတည်ချင်းကဘာလဲဆိုတာကိုသူတို့သိချင်မှသိလေအဲ့တော့တည်ချင်းဆိုတာကတော့ရိုးရိုးပြောမယ်ဆိုရင်ခွဲခွာရခြင်းပဲဖြစ်ပါတယ်မန်းအောင်ဝေဆိုင်မန်းအောင်ကြီးတောက်တောက်ကြီးမိသားစုနဲ့တည်ဆုံးတဲ့အတွက်ကြောင့်မလို့မိသားစုနဲ့ထာဝရခွဲခွာသွားရတယ်ကျမတို့လှုပ်ဖို့ဆောင်ပြတ်တင်နေထာဝရခွဲခွာသွားရတယ်ချစ်ခင်သူများနဲ့ထာဝရခွဲခွာသွားရတယ်ဒါဒီတည်ခြင်းပဲဖြစ်တယ် သင်မင်းရဲ့ဒုစရိုက်လက်နဲ့ဖြစ်တဲ့အပြစ်တရားမနာခံခြင်းဖရာရဲ့စကားကိုချိုးဖောက်ခြင်းမနာခံခြင်းအတွက်အပြစ်ဒုစရိုက်တွေကိုရောက်ပြီးတော့မှမရဏနိုင်ငံရဲ့တည်ခြင်းကိုရောက်ရှိခဲ့သွားပြီဖြစ်တယ်ဆိုတာကိုတွေ့ရတယ်လို့ဖရာရှင်ကသခင်ယေရှုခရစ်တော်အဖင်ကျမတို့တစ်ကောအခန်းကြီး7အငယ်59ကိုဖတ်ပြီးချင်ပါတယ် ောရိန္သုဩဝါဒစာအခန်းကြီး15အငယ်59မှာပြောလေးဆိုတော့ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့ကိုအောင်ချင်းအခွင့်ကိုပေးတော်မူသောဖခင်သခင်ဤယေရှုတော်သည်ကြီးလာစွာတကားမန်းအောင်ကြီးယေရှုခရစ်တော်အားဖြင့်အောင်မြင်ခြင်းသေမင်းရဲ့လက်နက်ဖြစ်တဲ့အပြစ်ဒုစရိုက်ကိုအောင်မြင်သွားပါပြီသေခြင်းကိုအောင်မြင်သွားပြီးတော့မှထာဝရအသက်ကို ခြာဝရဘုံတော်ကို ရောက်ရှိသွားပြီ ဖြစ်တယ်ဆိုတာကိုကျမတို့တွေ့ရပါတယ်။ဒါကြောင့်မလို့ဒီနေ့မောင်အောင်ကြီးကြွေးကြော်နိုင်ပါတယ်။အိုးတင်မင်းတင့်ရဲ့လက်နဲ့ကဗမာလေမရဏနိုင်ငံတင့်ရဲ့အောင်ချင်းကဗမာလေဖယားရှင်ကိုယုံကြည်တယ်မောင်အောင်ကြီးသခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံတယ်မောင်အောင်ကြီးတင်မင်းရေမင်းရဲ့လက်နဲ့ဖြစ်တဲ့ဒူးဆဲအဖြစ်ကနေငါလွတ်မြောက်ပြီးသခင်ယေရှုကိုငါချစ်တယ်သခင်ယေရှုကိုယုံကြည်ခြင်းအပြင် ဒီအပြစ်တွေအလုံးကငါလွတ်မြောက်ပြီမနုနာနိုင်ငံကြီးသခင်ယေရှုအဖေမင်းကိုငါအောင်ပြီကျေးဇူးတော်ချီးမွမ်းလက်ဖရာရှင်စီကိုရောက်ရှိသွားပြီဆိုတော့ကိုကျမတို့ပထမကျွေးကြော်တန်လေးနဲ့တွေ့ရပါလေကျမတို့အားလုံးလည်းဒီကျွေးကြော်တန်နဲ့အတူမအောင်ကြီးကဲ့သို့ပဲအောင်မြင်စွာနဲ့ကျမတို့အသက်တာကိုဆက်လက်ရှောက်လန်းပြီးသခင်ယေရှုဖရာနဲ့အတူကျမတို့ဒီနေ့ပြန်တွေ့ဆုံမှုဖြစ်ပါလေ ဒုတိယကြွေးကြော်တန်ကတော့အခင်ယေရှုခရစ်ကိုယ်တိုင်ရဲ့ကြွေးကြော်တန်ပဲဖြစ်ပါလေ။ကျမတို့အအစပိုင်းမှာကြားရတဲ့နှုတ်ကပတ်တော်ဖြစ်ပါလေ။ဘာလဲဆိုရင်ဒုတိယကြွေးကြော်တန်ကတော့ဒုတိယကြွေးကြော်တန်လည်းဖြစ်သလိုဂတိစကားလည်းဖြစ်ပါလေ။ယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏။ငါကိုယုံကြည်တော်သူသည်သေလွန်တော်လေရှင်လိမ့်မည်။ 我个用钱，因为阿得生老都晓个咩路子嘞，最亲的阿么不比，了落